မင်္ဂလာပါရှင်။ဣတိစင်ခိုင်မြန်မာ Audio Podcast ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဖျက်ပြပေးမယ့်ခေါင်းစဉ်လေးကတော့မိနေတဲ့အနီးဆုံးရန်သူ။မိနေတဲ့အနီးဆုံးရန်သူ။ကမ္ဘာကြီးကရွာကြီးဖြစ်လာလို့ကမ္ဘာနောက်ဆုံးပေါ်နေပညာတွေကိုသင်ယူလိုက်ရတာထက်ဒီရွာကြီးရဲ့ပြဿနာပေါင်း16000ခုပဲနေစဉ်ရင်းခုန်ရဖြစ်ကြတယ်။2018ခုနှစ်ဇွန်လတုန်းကဒဝင်မှာလင်းရင်ပြတ်ကြတယ်။ ဘေးလင်းကြီးပြတ်ကျတာဖြစ်ဖြစ်ပါသွားတဲ့ခရီးသည်တွေအကုန်ဆုံးရှုံးခဲ့ရတယ်။စိတ်မကောင်းစရာအသည့်ဖြစ်ပြီးတော့တေချင်းတရားဟာငါတို့ဘေးမှာတင်းရင်လို့ဆင်ကျင်မိစေတယ်။ဒါပေမဲ့လင်းရင်စိတ်မဝမ်းသာတယ်လို့ပြောသူကပြော အလိုအမင်းဝမ်းနေပြတယ်လို့ဆွဆွဲသူကဆွဆွဲနောက်ပြီးလင်းရင်ပြတ်ကျတာကိုစာတင်ပြီးနမိတ်ကျင်းအောင်လုပ်ကြတယ်လို့ဆိုသူကဆိုနေတကယ်ကိုတရားကျစရာကောင်းတယ်။ပိုတနာစရာကောင်းတာကတော့ကိုပြတ်နာကိုလိုင်းရံဖြစ်နေကြတဲ့သူပါပဲ။အဲ့ဒီတော့လူမျိုးတွေဟာအလုံးတနာစရာကောင်းတယ်။ ိုပိုင်သူးတက်တာဘာမှမရှိ စာလဲတိချမဖတ်အချောင်းရလဲခက်ခနနာမသိပဲစာတစ်ချောင်းဖတ်ပြီးကိုထင်ရလျှောက်ပြောတော့တာပဲအဲ့ဒီလိုလူမျိုးတွေရှိနေတယ်ဆိုတော့ဒီနေ့ခေတ်မှာအလွယ်တကူသိနိုင်တယ်အဲ့ဒီလိုမသိအဲ့ဒီလိုမသွေးသက်မဖန်သီးသက်တာပဲဘာမဆိုအဖြတ်တဘောပဲရှိသူတွေကြောင့်လူတိုင်းရဲ့ငြိမ်းချမ်းစင်တဲ့ချမ်းသာခြင်းကပျက်စီးရတယ်။မျက်စွာပြားကဟောကြတော်မူတယ်။ရံဖြစ်နေတဲ့လူတွေချားရင်မှမရံဖြစ်ပင်နေရခြင်းဟာအလွန်တရာစိတ်ချမ်းသာစရာကောင်းတယ်။ ။နာကျင်နေတဲ့လူတွေကြားထဲမှာမနာကျင်မင်းနဲ့နေရတာအလွန်တရာစိတ်ချမ်းသာစရာကောင်းတယ်။စိုးရိမ်ကြောက်ကြနေတဲ့လူတွေကြားထဲမှာ မကြောက်ကြဘဲနေရတာအလွန်တရာစိတ်ချမ်းသာစရာပဲပဲတဲ့။ဒါကြောင့်ဒီနေ့မှာတွေ့ရတဲ့ငိမ့်ချမ်းနေသူတွေကိုလေ့လာကြည့်။ကိုယ်ငိမ့်ချမ်းခြင်းနဲ့ပဲပြည့်စုံနေပြီ။မလိုလားတဲ့စကားလည်းမပြော။မလိုလားတဲ့ပါဝင်မှုလည်းမပြုမလိုအပ်တဲ့ဆွေးနွေးမှုတွေလည်းမရှိလောဘနေသူဒေါသနေသူမောဟခင်သူတွေပဲလေ ကဘာကြီးအရွာကြီးတရားဖြစ်ပြီးတဲ့နောက်လမ်းဘီတလန်းကိုပဲဖြစ်သွားနိုင်တယ်လို့အိမ်လေးတအိမ်နေလို့လည်းဖြစ်သွားနိုင်တာမို့ရှိရင်ဆွေငင်းချမ်းမှုတကခိုင်မြင်းအောင်မထားနိုင်မင်းသမီးရဲ့သိန်း300ရက်အိတ်ကိုလည်းဝင်ပြီးဒေါသထွက်ရမှာပဲဟိုအစွန်ရော်တွေကွဲတယ်ဆိုလည်းဝင်ပြီးရန်ဖြစ်ရမှာပဲပြိမှန်ပြီးအနိကက်ရှိနေတဲ့တည်ခြင်းတရားကိုမိရောသွားလိမ့်မယ်ဒေါသနဲ့တည်ငရေလောဘနဲ့တည်ပိတ်တာ မောဟနဲ့တင်းရင်တော့တိရစ္ဆာန်ဖြစ်ကြမှာမို့အနည်းဆုံးရန်သူကိုမကြွေတာကောင်းပါတယ်လို့တတိပီလိုက်ပါတယ်နော်ဒီနေ့တတကတော့ဒီလောက်ပဲဖြစ်ပါတယ်ရှင်အေချမ်းတော်နေလေးတာယာတော်နေလေးတနည်းဖြစ်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်ရှင်